ီနီးလန်းလေးတွေကအသုံးပြရတာလွယ်ကူတယ်လို့မိတ်ဆွေတို့ကွန်တက်ဖန်တီးရဲ့နေရာမှာလဲဝင်ပြီနေတယ်ဆိုတဲ့ခံစားချက်မျိုးခံစားရမှာမဟုတ်ပါဘူးဒီဗီဒီယိုလေးမှာတော့ကျွန်မက content creator တွေလေ့ကျင့်ထားသင်တဲ့အချိန် management နီးလန်းသုံးတွယ်ကြောင်းကိုမျှဝေသွားမှာဖြစ်ပါတယ်ခင်ဗျားဆရာရင်ဘိတ်ဆွေတို့သတိရတတ်တယ်လို့ရဲ့ကျမလည်းနီးသစ်လေးရထားတဲ့အတွက်ဒီနီးလေးကိုဘိတ်ဆွေတို့အတွက်ညှောက်လိုက်ပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ကြရအောင် ီနီလန်းကောင်းလေးတွေဟာအလေးချင်ကောင်းလေးတွေဖြစ်တဲ့အတွက်ကျမတို့မှမရှိဘူးဆိုလို့ရှိရင်တော့မှတကူးတကားနဲ့နေ့စဉ်လေးကျင့်ထားတဲ့အလေးချင်ကောင်းလေးတွေဖြစ်ပါတယ်။ line to file လုံလုံနေတဲ့လူတွေဆိုရင်တော့မနက်9နာရီရနေပြီးတော့7နာရီအတွင်းမှာကိုယ့်အတွက်ကိုယ်ပိုင်အချိန်တနာယူရအောင်ကိုယူမယ်။ပြီးလို့ရှိရင်ဘာလို့ရမလဲဆိုတဲ့အခါကျတော့ပထမဦးဆုံးကအဲဘယ်မီဒီယာမှမကြည့်ဘူး။ ီးတော့ကျမတို့ရှေ့ဆက်ဖန်တီးမယ်ကွန်တက်3ခုလောက်ရဲ့ title ပြီးတော့ thumbnail idea တွေ key message တွေကိုခြိုက်ကြမယ်နောက်ဆုံးတစ်ချက်ကတော့ကိုရန်လေးစားရတဲ့အားကြရတဲ့ creator 3ယောက်လောက်ရဲ့နောက်ဆုံးတင်ထားတဲ့ video တွေကို reset သွားလုပ်မယ်အဲ့ဒါပထမနည်းလမ်းဖြစ်ပါတယ်ဒုတိယနည်းလမ်းလေးကတော့ analysis power ဖြစ်ပါတယ်လေ့ကျင့်ချင်တာယူ 9 to 5လောက်ကိုလုပ်နေရတဲ့သူတွေဆိုလို့ရှိရင်ညနေအလုပ်ကပြန်လာတဲ့အချိန်မှာ6နာရီကနေ7နာရီအတွင်းကျမတို့တို့ကိုယ်ဝိုင်အချိန်နာယီဘက်ကိုမရကြအောင်ယူပါမယ်။အဲ့ဒီအချိန်မှာကျမတို့ကကျမတို့နဲ့မိမတူတဲ့ YouTube ပေါ်မှာ Trump ဖြစ်နေတဲ့ content 3ခုလောက်ကိုသွားပြီးတော့လေ့လာပါမယ်။သူတို့ဘာကြောင့်မလို့ဘာပဲဖြစ်နေရဲဆိုတာပါကျမတို့ကလေ့လာပြီးတော့ခြားရေးကြပါမယ်အဲ့လိုလိုချင်အပြင်ကျမတို့ကဘာအကျိုးကျေးဇူးတွေရလဲဆိုရင် trend ကိုကျမတို့နားလည်လာပါလိမ့်မယ် နံပါတ်3ချက်ကတော့ခရီတာဂျာနယ်ဖြစ်ပါတယ်။ကိုယ့်ကိုယ်ပြန်လဲပြီးတော့စမ်းစစ်မယ်။ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ည9:00နာရီနဲ့10:00နာရီအတွင်းမှာကျမတို့အတွက်အချိန်15မိနစ်ကိုရအောင်ယူပါမယ်ပြီးတော့ကျမတို့ဒီနေ့တင်ထားတဲ့ content ရဲ့ performance ကိုခြိုက်ရမယ်ပြီးတော့ audience တွေရဲ့ comment တွေကို like ဖတ်ပြီးတော့ comment တွေအကြံပေးချက်တွေကိုကျမတို့ကခြာရေးထားပြီးတော့နောက်ထပ် video ဖန်တီးဖို့အတွက်မှတ်သားထားပါမယ်အဲ့လိုလုပ်ကြရပြီဘလို့အကျိုးကျေးဇူးတွေရရှိလာလဲဆိုရင်ကျမတို့ရဲ့အမားတွေသိရှိလာပြီးတော့ orange တွေရဲ့လိုအပ်ချက်တွေကိုပို့ပြီးတော့သိရှိလာပါလိမ့်မယ်။ကျမရဲ့အဓိကအချက်၃ချက်ကိုပြောသွားပြီးတဲ့အချိန်မှာ bonus နှစ်ချက်အနေနဲ့ကျမထပ်ပြီးတော့အကြံပြုချင်တာလေးရှိပါတယ်။အဲ့ဒါကတော့ကျမတို့ရဲ့ digital ကင်းစင်တဲ့အချိန်ထားရှိဖို့ပါပဲ။ ်ဒီဂျစ်တယ်ကင်းစင်ချိန်ဖြစ်ကျမတို့ကမိသားစုအေးအေးဆေးရှိတဲ့အချိန်မှာတနင်္လာတော့အချိန်ပေးတင်ပါတယ်အဲ့တနင်္လာတွင်မှာမိသားစုမရှိဘူးတိုးထဲနေတဲ့လူတွေအတွက်ဆိုလဲစာဖတ်တာပေါ့နော်စာဖတ်တာ e-book လိုမျိုးမဟုတ်ဘူးပေါ့နော်စာအုပ်နဲ့ဖတ်တာမျိုးစာပေလိလာမျိုးလုပ်မယ်ပြီးတော့မိသားစုရှိတဲ့ချိန်နေဆိုရင်မိသားစုနဲ့နွေနွေတူတူစကားပြောတာမျိုးလမ်းလျှောက်တာမျိုးဒီဂျစ်တယ်ကင်းစင်တဲ့ချိန်မဖြစ်မနေထားရှိဖို့အကြံပေးချင်ပါတယ် အဲ့လို digital ကင်းစင်ရင်ထားရှိရတဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့အုံနောက်တွေကပြန်လဲပြီးတော့တွေးခေါ်နိုင်စွမ်းနေမြန်မာလာမှာဖြစ်ပါတယ် နောက်ဆုံးချက်အနေနဲ့ကတော့ကျမတို့ရဲ့စကိတ်ကိုမြင့်တင်ရပါမယ်။နေပညာတွေကအမြဲတမ်းပြောင်းလဲတိုးတက်နေတဲ့အတွက်ကြောင့်မလို့ကျမတို့ကအဲ့ဒါတွေကိုမှီလိုက်နိုင်ဖို့အတွက်တပတ်ကိုနှစ်ကြိမ်လောက်တော့အနည်းဆုံးချိန်ယူရပါမယ်။တစ်ကြိမ်ကို45မိနစ်လုံးနဲ့ကျမတို့ရဲ့စကိတ်ကိုမြင့်တင်ဖို့ကြိုးစားရပါမယ်။အဲ့လိုကြိုးစားတဲ့နေရာမှာကျမတို့ကဘာတွေမှအားနည်းနေရလဲ။ content creator ဆိုအက်တစ်ဘက်မှာအားနည်းနေရလား။ content ဘက်မှာအားနည်းနေရလား။ တမ်းမနေဒီဇိုင်းတွေမှာအားနေနေတာလားဒါတွေကိုကျမတို့ကတေးချာလေးလေးလာပြီးတော့ကျမတို့ရဲ့55မိနစ်မှာကျမတို့ရဲ့စကေးကိုတိုးမြင့်လိုက်ပါအခုကျမ အကြံပေးသွားတဲ့နီလန်းတွေကိုကျင့်သုံးမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့တကယ်ကိုအကျိုးကျေးဇူးများပါလိမ့်မယ်ပြီးတော့ကျမတို့ဖန်တီးတဲ့ content တွေဟာလည်း quality quality အမြန်ဆုံးဖြစ်လာမှာသိကြပါပဲဟုတ်နေ့စဉ်နေ့စဉ်ဒီအရေးကြီးတဲ့အချက်၃ချက်နဲ့ bonus နဲ့၂ချက်အလုံး၅ချက်ကို နေ့စဉ်လုပ်ရမယ်လို့မဆိုလိုပါဘူးအဲ့ဒီထဲမှာကျမတို့ကအ၃ချက်လောက်ကိုနေ့စဉ်လုပ်မယ်ဆိုလို့ရှိရင်ကျမတို့အတွက် အရေးချင်းကတော်တော်လေးတိုးတက်လာမှာဖြစ်ပါတယ်ပြီးတော့ကျမတို့တဲ့ဒီကွန်တက်တွေဖန်ကြီးတဲ့နေရာမှာဝင်ဝင်တော့ဝင်ပို့ကြီးမဖြစ်တော့ဘူးပေါ့နော်ပေါ့ပေါ့ပါပါလေးနဲ့နေစဉ်သွားနိုင်ပါလိမ့်မယ်ကျမတို့က YouTube key line ကိုရှောက်တဲ့အခါမှာခီးရှိကြီးဖြစ်တဲ့အတွက်ဝင်တော့ဝင်ပို့ကြီးလို့ထန်းပိုးပြီးသွားလို့ပေါ့ကျမတို့တဲ့အဆင်မပြေဘူးပေါ့နော်အဲဒါကြောင့်ဒီ meme လေးကိုသုံးပြီးတော့ကွန်တက်တွေဖန်ကြီးကြည့်ပါလို့လည်းအကြံပေးချင်ပါတယ်ဒီဗီဒီယိုလေးမှာကျမတွေက content creator တွေအတွက်အဓိကထားတဲ့အကြောင်းမို့လို့တခြားသူတွေကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ meme လေးကအဆင်ပြေကောင်းမှာ ပြီးပါမယ်ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင် like ပေးသွားပြီးတော့တငယ်ချင်းတွေမိတ်ဆွေတွေအတွက်လည်း share သွားပေးကြပါအောင်เนาะပြီးတော့နောက်ထပ်ဗီဒီယိုတွေမှာကျွန်မ useful content တွေဖန်တီးနိုင်ဖို့အတွက်ဘလို့အကြံဉာဏ်တွေပေးဦးမလဲဘလို့နီလန်းကောင်းလေးတွေမျှဝေပေးမလဲဆိုတာသိအောင်လို့လဲ subscribe လေးလုပ်သွားပေးပါအောင်နော်အခုမှကျွန်မကိုသိရတဲ့ဒီအတွက်ကျွန်မကတော့ forget တယ်လားရဲ့ founder ဖြစ်တဲ့မာဂျီစုဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်